တမီးလေးကိုဘာသာပြောင်းပြရဲ့ကိစ္စနဲ့ပတ်သက်ပြီးပွဲဖြစ်နေတဲ့ချန်ချန်နဲ့ဖုံတိုင်းပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ချန်ချန်နဲ့ဖုံတိုင်းဆိုတာတချိန်တုန်းကတိတ်ချစ်ခဲ့ကြတဲ့ဇနီးမောင်နှံတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းရေဆက်တွေကုန်သွားတာကြောင့်ခွဲခွာခဲ့ကြရတာဖြစ်ပါတယ်သူတို့နှစ်ယောက်တယောက်နဲ့တယောက်လမ်းခွဲခဲ့ကြပေမဲ့လည်းတမီးဖြစ်သူကတော့တယောက်တည်းထိန်းချောင်းခဲ့ကြတာဖြစ်ပါတယ်အရင်ဆုံးဖုံတိုင်းထိန်းချောင်းခဲ့ပြီးတော့ ။တမီးဖြစ်သူဟာတဖြည်းဖြည်းအရွယ်ရောက်လာတာကြောင့်လဲချမ်းချမ်းကသူမနဲ့ခေါ်ထားခဲ့တာဖြစ်ပါ යි ။ချမ်းချမ်းဟာကလင်းရီကိုပြူးဆိုင်ပေးခဲ့ပြီးသူမနောက်ထပ်လက်ထပ်ယူခဲ့တဲ့နိုင်ငံသားသားအမျိုးသားကလည်းကလင်းရီပေါ်မှာချစ်တယ်လို့သူမရဲ့တမီးကြီးအပေါ်မှာလည်းကြည်ဖြူပေးခဲ့တာဖြစ်ပါ යි ။သူမတို့အိမ်တော်ကြီးအဆင်ပြေကြတာဖြစ်ပြီးအခုတကာမှာတော့ချမ်းချမ်းတယောက်သူမရဲ့တမီးကြီးဖြစ်သူကိုယောက်ျားရဲ့အလိုကြောင့်ဗုဒ္ဓဘာသာကနေခရီးယန်ဘာသာကိုပြောင်းပေးလိုက်တာဖြစ်ပါ යි ။ဘုရားကျောင်းမှာဘာသာပြောင်းပေးခဲ့တဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထပ်မှာတင်ပြီးခဲ့တာကြောင့်လည်းအခုချိန်မှာတော့ပွဲဖြစ်နေတာဖြစ်ပါတယ်။ကျန်ကျန်ဟာသူမရဲ့တမိကြီးဖြစ်သူကိုသူမအလိုကြဘာသာပြောင်းပေးခဲ့တာဖြစ်ပြီးတော့ဖုံးတိုက်ကိုဘာတခုံးမှအတိလဲမပေးသလိုတိုင်လဲမတိုင်ပင်တာကြောင့်ဖုံးတိုက်ဟာအတော်လေးကိုတော့ပွားနေရဖြစ်ပါ යි ဖုံးတိုက်ကတော့သူ့အနေနဲ့မကြေနပ်ကြောင်းလဲပေါ်ပေါ်ထင်ထင်ကိုပြောလာခဲ့ပါ යි တမိငယ်စဉ်ကလေးကဖះเจ้าနေကိုခေါ်သွားတာမျိုးကိုမကြိုက်ကြောင်းပြောခဲ့ပေမဲ့လဲကျန်ကျန်ကတော့ဂရုမစိုက်ခဲ့သလိုသူမလှုပ်ချင်တာပဲလှုပ်ခဲ့တာဖြစ်ပါ යි အထူးသဖြင့်ဘာသာရေးအပေါ်မှာတမိအရွယ်ရောက်ပြီးစဉ်းစားတမှသူမတိုင်းနှစ်သက်ရာဘာသာကိုးကွယ်ဖို့အတွက်ရွေးချယ်ခိုင်ဖို့အစီအစဉ်ခဲ့ပေမဲ့လည်းချမ်းချမ်းကတော့သူမသဘောကျတမိဖြစ်သူကိုဘာသာပြောင်းပေးလိုက်တာဖြစ်ပါချမ်းချမ်းကလေးကိုခေါ်ယူထားပေမဲ့လည်းအခုချိန်ထိဖုန်းတိုက်ကကလေးနဲ့ပတ်သက်တဲ့ကုန်ကြမ်းတွေကိုထောက်ပံ့ပေးခဲ့တယ်လို့ကလေးရဲ့ကိစ္စအဝဝကိုလည်းတာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။ကလေးစားဖို့အတွက်အစားအစာတွေအပြင်ချမ်းချမ်းအတွက်ပါစားချင်တာတွေပို့ပေးပြီးအဆက်အသွယ်လည်းမပြတ်ရှိခဲ့ကြပေမဲ့ ကျန်းကျန်းဟာသူ့ကိုဘာတခုမှမတိုင်မီမဲတမီးကြီးကိုခရီးရန်ဘာသာကိုပြန်ခိုင်းလိုက်တာကြောင့်ဖုံတိုင်းတယောက်ယူကျုံမရဖြစ်နေခဲ့ပါ යි တမီးကကလေးပဲရှိသေးတာကြောင့်အခမ်းအနားကြီးနဲ့ဘာသာပြန်ပွဲကိုမလုပ်သင့်ဘူးလို့ဆိုလာတာဖြစ်ပါ යි ဘာသာရေးကြောင့်အခုလိုမျိုးပြောတာမဟုတ်ပဲကလေးကိုအတင်းကျပ်လုပ်လို့ပြောရတာဖြစ်ကြောင်းလဲဖုံတိုင်းကပြောလာခဲ့ပါ යි ကျန်းကျန်းကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာဖြေချင်းကြမ်းမှထုတ်ပြန်ထားခြင်းမျိုးလည်းမရှိခဲ့တာဖြစ်ပါ යි ပုံတိုက်ကတော့သူ့ရဲ့မကျေနပ်ချက်တွေကိုသူ့ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာထပ်မှာဖွင့်ထုတ်ပြခဲ့တာဖြစ်ပါ යි ကျန်ကျန်ကနိုင်ငံသားသားနဲ့လက်ထပ်ပြီးအစရိကလည်းခရီးရန်ဖြစ်ခဲ့ရသောအခုလိုအဆုံးရောက်သွားတာဖြစ်တဲ့ဆိုပြီးလဲဝေဖန်သူတွေများစွာရှိနေရဖြစ်ပါတယ်။ဖုံးတိုက်ကို ထောက်ခံသူတွေလည်းများနေရဖြစ်ပါတယ်။ကျန်ကျန်ကလည်းသူမကိုဒီလိုသတင်းတွေကြောင့်ပြန်လည်ဖြည့်ရှင်းခဲ့ပါတယ်။သူမအနေနဲ့သူမမိဘတွေကိုရောသူမကိုပါတိုက်ခိုက်လာတာကြောင့်လဲပရိသတ်တွေကိုဖြည့်ရှင်းချက်ပေးခဲ့ပါတယ်။သူမအနေနဲ့ဘာသာမတူတဲ့လူကိုလက်ထပ်ခဲ့ရကြောင်းလဲပြည်တနာမျိုးစုံတက်ခဲ့ကြောင်းကိုပြန်လည်ပြောပြလာခဲ့ပါတယ်။တမိယကိုယ်တိုင်သူ့ဆုံးဖြတ်ချက်နဲ့ သူခရီးရဲ့ဘာသာလေးကိုဝင်ခဲ့တာဖြစ်ကြောင်းလည်းပြောခဲ့ပါသေး။တမိနဲ့လည်းဆက်သွယ်လို့ရအောင်သူမစီစဉ်ပေးထားတာဖြစ်ပြီးတော့မီဒီယာအပေါ်မှာတက်မပြောခင်မှာကလေးကိုအရင်ပေးကြည့်တင်တယ်လို့ဆိုလာခဲ့တာဖြစ်ပါသေး။ဂျန်ဂျန်ကတော့ဘာသာရေးနဲ့ပတ်သက်ပြီးအများကြီးရန်လုံခံခဲ့ရတာဖြစ်ကြောင်းလည်းပြောလာခဲ့တာဖြစ်ပါသေး။ပရိသတ်ကြီးလည်းဒီကိစ္စမှာဘသူမားတယ်ဘသူမှန်တယ်ဆိုတာကိုဝေဖန်ပြီးခဲ့ကြပါအောင်ရှင်။